ဥဇောတိကဆိုတဲ့ဂဒုံငဖင်းကိုလည်းတတိပေးပါတယ်ဗုဒ္ဓကလမ်းညွန်တာလွတ်မြောက်ခြင်းတရားမကိုးကွယ်ခိုင်းဘူးအတုငဖင်းဂဒုံရဲ့စာဖတ်တဲ့အာတော့ကရဲ့နောက်လိုက်တပည့်တယောက်တော့လာပြန်ပြီအာတော့ကကြီးကတပည့်တွေတော့တော်တော်ပေါ်တာဗျတုတ်တံဝီနိအဘိဓမ္မာဆိုတဲ့ပိဋကတ်၃ပုံမှာဖရာတရားတန်ကယရနာမြတ်၃ပါးကို မကူးကွယ်မစည်းကပ်ရဘူးလို့ဖះဟောများရှိပါသလားရှိတယ်ဆိုရင် တကားတော်အနေနဲ့အထောက်ထားအတိကျเนาะပြပြီးတော့ချပြပေးပါအဲ့ဒီလိုအထောက်ထားအတိကျနဲ့ချပြပေးမယ်ဆိုရင်ယခုဥစဉ်တရားဓမ္မဖြန့်ဝေနေတဲ့တစ်တော်အကောက်ကိုအပိတိုင်ဖျက်သိမ်းပေးပါမယ်အဲတကယ်၍မရှိဘူးဆိုရင်တော့မရှိရင်မရှိတဲ့အကြောင်းကိုယောက်ျားပြီးပြီးလာပြီးတော့ဝန်ခံပါလို့ဥစဉ်ကပြောခြင်းတယ်เนาะ ဖရာတရားတန်ကယရနာမြတ်၃ပါးကိုကိုးကွယ်စည်းကပ်ခြင်းသည်ဘေးမရှိသောကိုးကွယ်စည်းကပ်ခြင်းမိဤမြတ်သောကိုးကွယ်စည်းကပ်ခြင်းမိဤဤဖရာတရားတန်ကယရနာမြတ်၃ပါးကိုကိုးကွယ်စည်းကပ်ခြင်းကြောင့်ဆင်းရဲဒုက္ခအပေါင်းမှလွတ်မြောက်နိုင်၏လို့မြတ်စွာဘုရားကိုတော်တိုင်ကဓမ္မပဒမှာဟောကြားထားပါတယ်။အဲဒီလိုဘုရားရှင်ကိုတော်တိုင်ကဟောကြားထားတာရှိပါလေရဲ့နဲ့မကိုးခွယ်ခိုင်းဘူးဆိုတော့อืม ဘသူကစာဖတ်ရမှာလဲနော်ဦးစင်းကပဲစာဖတ်ရမှာလားနော်တကားတော်ကပဲစာဖတ်ရမှာလားပြန်စဉ်းစားပါဦးနော်တကားတော်ကကိုပြောတဲ့စကားတော်မှာအရှိနဲ့အနောက်တောင်နဲ့မြောက်အမိအမောက်မတည့်ပဲနဲ့ဦးစင်းကိုလာပြီးတော့ဝေဖန်တယ်ဆိုတော့ရည်စရာဖြစ်နေတယ်နော်အဲ့ဒီတော့ဦးစင်းကိုဝေဖန်မယ်ဆိုရင်မဝေဖန်ခင်မှာတကားတော်ကိုယ်တိုင်တကားတော်ရဲ့စကားကိုအမိအမောက်တည့်အောင်အရင်ဆုံးလုပ်ပါအောင်လို့